ယူကရိန်းညင်ကြင်ရင်အမတ်ခန့်ကျဲအစီအစဉ်ကိုမကြာခင်အပြည့်အစုံဆုံးဖြတ်နိုင်မည်ဟုမျှော်လင့်ကြောင်းပြင်သစ်တမ်ဝါပြောယူကရိန်းညင်ကြင်ရင်လည်းလုံခြုံရေးအမတ်ခန့်ကျဲအတွက်နောက်ဆက်သွယ်ဆွေးနွေးပွဲကိုမတ်လ29ရက်နေ့မှာပဲရီမြို့တော်မှာအပြည့်အစုံဆွေးနွေးမယ်လို့ပြင်သစ်တမ်ဝါအီမန်ဒူရဲမက်ခရွန်ကပြင်သစ်သတင်းဌာနတွေနဲ့မတ်လ20ကသွေးဆောင်ရမှပြောဆိုလိုက်ပါတယ်ယူကရိန်းစစ်တပ်ကိုပတ်ဖို့ကူညီပေးဖို့နဲ့အနာဂတ်မှာရုရှားကျူးကျော်မှုကိုကာကွယ်သားစေဖို့အတွက် ပထမဆင့်ဆွေးနွေးပွဲကိုမဟာမိတ်နိုင်ငံတွေကစစ်ဦးစီးချုပ်တွေနဲ့ပဲရစ်မှာကျင်းပခဲ့ပြီးဒုတိယအဆင့်နောက်ဆက်သွဲဆွေးနွေးပွဲအဖြစ်လန်ဒန်မှာမတ်လ20ကကျင်းပခဲ့တယ်လို့မက်ခွန်းကပြောပါတယ်မတ်လ28ရက်ဆွေးနွေးပွဲမှာအပြည့်အစုံဆုံးဖြတ်ချက်ချနိုင်မယ်လို့မျှော်လင့်ကြောင်းလဲမက်ခရွန်ကဆိုပါတယ်အဆိုပါဆွေးနွေးပွဲကိုယူကရိန်းတမ်မရာဇီလမ်စကီကိုပါဖိတ်ကြားထားပြီး တမရတပ်ဖွဲ့တွေကပေးနိုင်မဲ့လုံခြုံရေးအာမခံချက်တွေကိုဆုံးဖြတ်သတ်မှတ်သွားမယ်လို့လည်းပြင်သစ်တမရအီမန်ဒူရီယမခွန်းကပြောဆိုသွားပါတယ်။ပရဆဲအခြေဆိုင်သတင်းတွေမှာတော့မတ်လ20ရက်အချင်းပါခဲ့တဲ့ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲမှာယူကရိန်းအတွက်လက်နက်ကြီးကြီးဝယ်ယူဖို့ဒေါ်လာတန်9000ကုညီပေးဖို့အဆိုပြုချက်ကိုသဘောတူချမှတ်နိုင်ခဲ့ခြင်းမရှိသေးကြောင်းဖော်ပြထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။